ဒီနေ့ရဆိုရင်ကျွန်တော်20ရက်ပေါ့နော်20ရက်10 2025တနင်္လာနေ့ဖြစ်တယ်เนาะတနင်္လာနေ့ကိုကျွန်တော်အရင်တို့ဗရိတ်ကြီးခုနေ့နေ့ live ပြောနေတော့အမျိုးတို့နေနေရလေဘယ်လိုပြောမလဲဆိုရင်ဟိုကလည်းလိုလိုဒီကလိုလိုနဲ့ပေးရှင်နေလိမ့်မယ်အဲ့တော့ပေးရှင်မဲ့ပုံစံမျိုးကျွန်တော်မပြောတော့ ခုကျွန်တော်တို့နေတိုက်ပေါ့နေတိုက်လေးတွေကျွန်တော်ကပတ်သီးလည်းမပေးဘူး main ဟောကတော့၄ခွက်ပေးမယ်နော်ပတ်သီးလည်းမပေးဘူး main ဟောကတော့၄ခွက်ပေးမယ်အဲ့ဒီ main ဟောကကလည်းတပတ်မှာမပေါက်ပါဘူးဆိုရင်၅ရက်ရှိတော့တယ်အနေဆုံး၄ငါး၆ကြိမ်တော့ပေါက်နော်ဒါသိအောင်လို့ပြပြ ဒါပေမဲ့မျိုးလုံးနေနဲ့စိတ်ဝင်စားရှိတယ်ဆိုရင်ကျွန်တော်ရဲ့ဖုန်းနံပါတ်ဖြစ်တဲ့3994လို့5334ကိုတက်ရိုက်ဆက်ပြီးနော်အဲ့ဒီဖုန်းနံပါတ်ကိုတက်ရိုက်ဆက်ပြီးအဲ့ဒီဖုန်းနံပါတ်ကိုတက်ရိုက်ဆက်တဲ့အမျိုးကြီးမှန်သမျှကိုကျွန်တော် main အုပ်ခွက်၄ခွက်တော့ပြင်မယ်ဒါပေမဲ့တခုတော့ရှိရင်တော့တခါတည်းကျွန်တော်ပြောလိုက်မယ်တချို့တွေကဟို main အုပ်ခွက်ကိုမနှက်ထိုးပြီးရတယ်ညနေမထိုးခြင်းညနေကျတော့ထွက်သွားထွက်သွားလို့အားဆရာကြီးညီလေး အကူတို့ကတော့ညော့သွားတယ်ကွာအဲ့လိုမလုပ်ဘူးကျွန်တော်နေကုန်ပေးထားတယ်နေကုန်ပေးထားရင်နေကုန်ထိုးမနေ့ပိုင်းမှာ900ဝထိုးညတစ်ထောင်ဝထိုးညနေပိုင်းမှာ2000ဝတော့ထိုးဟာသိအောင်လို့ပြောပြတာနော်ဟာတဲ့ချက်နေ့ချက်ကပါလဲတဲ့အဲဒါမဲ့ကျွန်တော်ကဟိုမင်းရောလေးကွက်ပေးတယ်ဗျာဖက်တီမပေးဘူးအဲ့ဒီမင်းရောလေးကွက်ကို900ဝတော့ပို့ထိုးတယ်နော်သိအောင်ပြောနော် အတထောင်ဖို့ပို့ထိုးပြီထိုးပြီနိုင်နေဆိုတဲ့လူတွေကျွန်တော်ရဲ့ဖုန်းနံပါတ်3996 4936ကိုလက်ရိုက်ဆက်ဓာတ်ယူလို့ရတယ်เนาะကျွန်တော်ပရိတ်တွေမပြောတော့ဘူးနေ့တိုင်းပတ်သီးတွေမပြောတော့เนาะဒါပေမဲ့ဒီအခုကျွန်တော်တို့ကတနင်္လာအင်္ဂါဗုဒ္ဓဟူးဇာသာပတိနေ့ပိတ်တယ်တောက်ကြနေဖွင့်เนาะတပတ်လုံးမှ၄ရက်ပဲရှိတယ်တပတ်လုံးကို၄ရက်ပဲကစားလို့ရတယ်အဲ့ဒီ၄ရက်ထဲမှာ အတန်းထိုင်ဆုံးကျွန်တော်ကမျိုးတို့အဆင်ပြေအောင်လုပ်ဖို့လိုချင်နေဆိုရင်ကျွန်တော်ပြောပြပါရဖုန်းနံပါတ်ကိုတော့တိုက်ရိုက်ဆက်ဖို့မမေ့နဲ့နော်မလိုချင်လို့မဆက်လဲပါဘာလို့ဆိုနော်ရှင်းပြောတာဒါပေမဲ့လိုချင်နေဆိုရင်ကျွန်တော်ပြောပြပါရမင်းဟုတ်ခွက်၄ခွက်ပြီနော်မင်းဟုတ်ခွက်၄ခွက်ပြီမယ်ဒါပေမဲ့မမနတ်မထွက်ညက်နေတင်ဟိုပါနော်ဟုတ်လားကျွန်တော်ပြောရရှင်းရှင်းနေ ပတ်သီးပတ်တာနဲ့ဆိုင်အများကြီးတာတယ်အများကြီးမှအများကြီးတာတယ်ပတ်သီးရဗျာထိတ်နောက်တွေအများကြီးလိုက်ပတ်နေဟိုကောအဲ့လိုပတ်စရာမလိုဘူးအော်လေးကွက်တဲ့သူကအဲ့ဒီအော်လေးကွက်ကလည်းဖတ်သွားရင်ထိထိမိမိရတယ်ရံခဲ့တဲ့ဘက်ကဆိုရင်ကျွန်တော်ပြေးတာပောက်တဲ့သူတွေနော်ကျွန်တော်ထပ်ပြောပြကျွန်တော်တို့ကစပြီးတော့ပြေးပါပြီဆိုလေရအာအာတထောင်ဖို့တော့ကိုထိုးပြီးပါ เนาะအားတထောင်ဖို့တော့ပို့ထိုးပေးပါဆိုပြီးတော့ပေးလိုက်တာမနက်မထွက်ညနေတင်ထိုးဆိုပြီးတော့ပေးလိုက်တာမနက်ထွက်တဲ့ခါလေးလည်းရှိတယ်ညနေပိုင်းမှာထွက်တဲ့ခါလေးလည်းရှိတယ်ဒါပေမဲ့တချို့တချို့သောသူတွေလူတိုင်းတော့မဆိုလိုပါဘူးလိန်ကြတယ်ဖုန်းတွေပိတ်ပလိုက်တယ်အဲဖုန်းတွေမကင်တော့ဘူးလာတော့ကတော့ဂျိုးပြောမိုးပြောနဲ့လေတလုံးမိုးတလုံးနဲ့ပေါ့ဗျာလေကြီးမိုးကြီးပေါ့ အာပောက်ဝိုင်းစိတ်ချလို့ဒီဖုန်းနံပါတ်ကိုမှတ်ထားလို့ပြီးတယ်ပြီးတော့ဖုန်းကိုဘလော့သွားတယ်နော်အကူကဘလိုဖြစ်နေလဲဆိုတော့ဟိုတချို့လူတွေရှုံးတာလည်းမပြောနဲ့နော်အဲကျွန်တော်တို့ရှီကိုလာမှသိရတာကိုကျွန်တော်တို့ပြောပြတာအဲ့လိုလိန်သွားတဲ့ကလင်ကကြည့်ကြတဲ့လူတွေကိုပြောပြတာဟိုလူတိုင်းကမပြောလို့ကလင်ကကြည့်မပြည့်မမနိမသတိသစ္စာမှန်မှန်နဲ့ပြောရတဲ့သူတွေကိုမဆိုလို့မပြောလည်းမပြောဘူး လိန်နဲ့သူကျွန်တော်တို့ပြောတာဆိုလိုပြီးတော့ပြောတာเนาะဘာလို့လဲဆိုတော့အဲ့လိုလိန်လို့လဲသူတို့တွေမွင်းနေသိလားကျွန်တော်တို့ကဘသူရှိရမှာဘုံပေဖို့လဲကြုံမိอยู่ဟုတ်လားပောက်ပြီးပြီးလို့ပတ်ဆံလဲချိုးမတောင်းဟုတ်တယ်เนาะဒါပေမဲ့ကျွန်တော်တို့ပေးလိုက်တဲ့ဟာလေးတွေတော့ဂရီးစစ်စာမှန်မှန်လေးတွေနဲ့ထိုးပြီးပေါက်သွားရင်မှန်မှန်လေးတွေတွေ့ကြပါဘူးအရှိသေးတယ် ဒါပေမဲ့သူတို့နဲ့ဆိုင်တာတယ်တချို့လူတွေဆိုရင်အားတစ်ခါမိုးပို့ထိုးပြီဒီလိုမျိုးပြောလိုက်ပြောတော့တော့အာစိတ်ချရတော့ဘာလို့ညာတော့တကယ်တကယ်ပောက်သွားတော့တဲ့တောင်းတော့မလွှဲကျင်တဲ့လူကရှိသေးတယ်နော်တသောင်းထားပါလို့ထိုးတာနဲ့ပါလို့2000ထားပါလို့ဒါတားထားဟုတ်တာပေးတလောက်တော့ယူရထားဒါပေမဲ့တထောင်မှုဆိုတထောင်မှုပို့ထိုးလိုက်လေကျွန်တော်ပြောတာဟောက်ဖုံးစက်ပိတ်เสียလို့လို့ တကယ်လို့ကိုထိုးပြီးွားလို့ရှိရင်ဟိုဘလောက်ကိုထိုးထားလဲဆိုတဲ့အကြောင်းစောကြီးတွေက message ပို့ထားမထိုးမိတာလို့နဲသွားတာဘူးကအဲ့လိုမျိုးတွေအဲ့တော့ကျွန်တော်ဆိုကျွန်တော်ပြောချင်တာပါလဲဆိုတော့မွေးရလဲမပြောနဲ့အဲ့လိုလိန်နေလို့မွေးနေတယ်တချို့တွေရှိတယ်အာရှုံးနေရှုံးနေဘာကြောင့်ရှုံးတာလဲလူမှန်နေနဲ့တွေ့တဲ့အခါကျရင်ကလိန်ကကြေးကြလို့ရှုံးတယ် နော်ဒါသိသိကျွန်တော်အဲ့တော့မျိုးတို့နေနေကကျွန်တော်ပြောပြပါဘုံနံဘက်တော့အသေးယူတာနော်အဲ့ဒီဘုံနံဘက်ကို အသေးယူတာအဲ့ဒီဘုံနံဘက်ကိုအသေးယူထားလို့ရင် Viber မှာလဲလာမဟိုင်းနဲ့နော်ကျွန်တော် Viber မှာလာဟိုင်းနဲ့လူကျွန်တော်တခါတိအောင်ပြောလိုက်ကလိန်ကကြီးက10ရောက်လာဟိုင်းဥပမာပေါ့နော်9ရောက်လောက်ကကလိန်ကကြင်များတယ်။ဒါသိအောင်ပြောပြ။ဒါသိအောင်ပြောပြ။ကျွန်တော် Viber မှာအကုန်သိထားတယ်။ ။အကူတော့ဩကိုကတော့လွယ်လွယ်ကူကူလွယ်လင်းတကူဖိုင်ဘာမှာလာယူလာယူလို့ပြောတော့ဟိုကောင်မလေး။သွားချင်းဖြစ်သွားတော့ထားအလိုက်ထားခဲ့။အဲဒါမှမဟုတ်ကျွန်တော်ကဖိုင်ဘာမှာလာယူလို့ပြောတယ်။ဖိုင်ဘာမှာလာယူလို့ပြောတယ်ဆိုကြတယ်လာယူပါတယ်။ဖိုင်ဘာမှာလူတော်တော်များများကိုလာယူတယ်။နော်။ထားခဲ့တော့လို့အင်းရှိသွားအဲ့ဒါထားခဲ့ ဲဘိုင်ဘာမှာလာယူဆိုပြီးတော့ကျွန်တော်ပေးတယ်ဒါပေမဲ့ဘလို့ဖြစ်လဲဆိုတော့လာယူတယ်သူတို့ကပို့လိုက်တဲ့အခါကျရင်လည်းကျွန်တော်ပြောတာ okay လေးတော့ပြန် okay လေးမပြန်ဘူးတက်ထားတဲ့ချက်ဒါဝင်တော့ကြည့်ပါတယ်သူကြည့်တဲ့အချိန်ကျွန်တော်သိတယ်လေကျွန်တော်တို့ဘက်မှာပေါ်တာပဲဟုတ်လားအဲပြီးဝင်ထွက်သွားလို့အာမကြည့်မိတို့ခရီးလုံနေတို့ မသိဒီဘက်ကလူရဲ့ငတုံးငါအကြီးကြီးကြဟုတ်လား ကဲပေါ့ဝိုင်းနေအာတပတ်ရှင်းမှုလို့ဒါမှမဟုတ်ညနေမိုးရှုပ်သွားလို့နှောင့်နေကြမှာလေအဲ့လိုမျိုးနဲ့နီလန်မောင်းညောင်များစွာကိုပတ်ပြီးတော့ကျွန်တော်တို့ကလေးလေးကြာဟောလာအဲ့တော့ဘိုင်ဘာမှာလာမဟိုင်းနဲ့အယောက်တရာလာဟိုင်းရင်အယောက်80 90လောက်ကကလိန်ကကြစ်တယ်ကျွန်တော်ပေါ်တင်ပြောတာအေးတကယ်လို့လူမှန်နေရာမှန်ပုံစံမျိုးနဲ့ခရီးသစ္စာရှိတယ်ဆိုရင် လာဖုံးတိုက်ရိုက်ပေါ့ကျွန်တော်ပြေးမယ် မင်းရောလေးကွက်ပြင်းတော့နော်ဒါပေမဲ့မနေ့မထက်ညနေတော့ထိုးဟုတ်လားအများကြီးထိုးစရာမလိုဟုတ်လားထိုးခြင်းလဲဆိုကျွန်တော်ဖုန်းတက်ရိုက်ခေါ်နော်ကဲအားလုံးပဲကောင်းသောမနေ့ကင်းလေးဖြစ်ကြပါစေနော်